ဒီနေ့မှာတော့ဆရာရဲ့လမ်းလာတွေကိုဝက်စီကန်ဆိုတာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုအသေးစိတ်ကလေးနားလည်အောင် ရှင်းပြပေးဦးမှာပဲဖြစ်ပါတယ်။မေကွန်းလေးကိုကြည့်အောင် What does Vesicam mean? အဲ့တော့ var than ဒီမြန်မာမှာဆိုတော့ဝါ than ပြောင်းထွက်တယ်ဆိုတော့ Vesicam မဒီဘာမှလို့ဆိုဝက်စီကန်ကိုညွှန်းတာဖြစ်တယ်။အဲ Vesicam ဒီ what ဘာကို means ဆိုလိုပါတယ်လေတဲ့။အဲ့တော့ it means ၎င်းကဆိုလိုပါတယ်တဲ့။နော် our speech ကျွန်တို့ရဲ့ပြောတဲ့စကားနဲ့ we do ကျွန်ုပ်တို့လုတ်လိုက်တော့အရှင်စာဝဲချက်များပါပဲတဲ့ကျွန်ုပ်တို့ရဲ့ဇကားနဲ့ဆရာတို့ပြုလုပ်လိုက်တဲ့စာဝဲချက်တွေဘာလို့ခေါ်လဲဆိုဝစီကံလို့ခေါ်ပါရဲ့တဲ့အော်ဘောရှေးအောင်ပြောမယ်ဆိုရင်တော့ the words we say ကျွန်ုပ်တို့ပြောလိုက်တဲ့ဇကားလုံးတွေဟာဝစီကံတွေပါပဲဆရာတို့ဘက်ကထွက်နေတဲ့ဇကားလုံးတိုင်းဇကားလုံးတိုင်းဟာကံဖြစ်နေရလေအဲ့တော့ဒီဇကားလုံးတွေဘလို့ကံမျိုးလဲဆိုရင်ဝစီကံလို့ပြောလို့ရပါရဲ့တဲ့ဆက်ကြည့်အောင် where do barber actions come from barber ဆိုတာနှုတ်အားဖြင့်သက်ဆိုင်သော action စာဝဲချက် နှုတ်အားနဲ့သက်ဆိုင်တဲ့ဆောင်ရွက်ချက်နှုတ်နဲ့သက်ဆိုင်တဲ့ဆောင်ရွက်ချက်ဆိုတာပြောတဲ့စကားတွေပြောတာဆရာပြောတဲ့စကားလုံးတွေဒီအပွဲဘယ်နေရာကနေပြီးတော့ come from ဆင်းသက်လာပါတယ်လေဆရာပါဇက်ကထွက်လာတဲ့စကားတွေကဘယ်ကနေပြဖြားခံလာပါတယ်တဲ့ they come from our mind ဒီစကားလုံးတွေဒီတဲ့ come from ဆင်းသက်လာတယ် our mind ကျွန်ုပ်တို့ရဲ့စိတ်ကနေဆင်းသက်လာတာဖြစ်တယ်စိတ်ကခိုင်းလိုက်တော့ဘဇက်ကဒီလိုတွေပြောလိုက်တယ် and we express them by speaking ပြီးတော့အဲ့ဒီစိတ်ထဲကထွက်လာတဲ့ဟာတွေကို express ဆိုတာ ဖော်ပြပါတယ်တဲ့။ဘာနဲ့ဖော်ပြလဲဆိုလို့ရှိရင် dance ဆိုတာ၎င်းတို့ကိုဖော်ပြတယ်။ by speaking ပြောခြင်းအားဖြင့်ဖော်ပြပါတယ်တဲ့။နော်။မနေ့ကတော့ကာယကံအကြောင်းပါဆန်ဆန်ပြုမှုစာဝတ်ခဏနဲ့ပြုမှုဆောင်ရွက်ခြင်းအားဖြင့်ဖော်ပြတယ်။ဒီခါကျတော့ by speaking ပြောခြင်းအားဖြင့်ဖော်ပြတာဒါ verbal action ပါပဲတဲ့။အဲ့တော့ what are the four verbal action we should avoid နော်။အဲ့တော့ four bad talent ပေါ့နော်။ bad ဆိုတာမကောင်းတဲ့ verbal action နှုတ်နဲ့ပြောတဲ့နှုတ်စကားအပြောစကားမကောင်းတဲ့စကား4 4မျိုး ရောက်ပါစက်ကထွက်ပုံထွက်နည်းလေးမျိုးတော့မကောင်းတဲ့ပုံစံမျိုးတွေတဲ့ what ဘာတွေဖြစ်ကြပါသလဲဒါအဲ့ for verbal action ဆိုတာ we should advise advise ဆိုတာရှောင်ရှားတာအဲ့တော့ကျွန်တော်တို့ရှောင်ရှားတဲ့နဲ့နှောင်းအားဖြင့်ပြောတဲ့ဆောင်ရွက်ချက်လေးချက်ဟာဘာတွေပါလဲတဲ့ဆောင်ရှောင်ရမယ်ပြောပုံပြောနည်းလေးမျိုးကဲပထမဆုံးတစ်ခု l y i n g လိုင်းရင်လိန်ညာခြင်းမလိန်ရဘူးတဲ့လိန်ခြင်းဒီ bad verbal action နဲ့မှာပါတယ်အဲ့တော့လိန်နေပြီဆိုရင် ိုဒီဝစီကမမမကောင်းတဲ့ဝစီဒုစရကိုဖြစ်နေပြီဆိုတော့သိရမယ်ပေါ့နော်။ Now slandering slandering ဆိုတာသူများကိုအပုတ်ချပြီးပြောတာ တနည်းအားဖြင့်ပြောမယ်ဆိုလူနှစ်ယောက်ကိုရန်တိုက်ပေးတာမျိုးဒီလိုဟာမျိုး slandering လို့ခေါ်တယ်ဒီလိုစကားမျိုးတွေလည်းဆရာတို့ဟာ bad barber action လို့ခေါ်တယ်မကောင်းတဲ့ဒီဝစီကံအုပ်စုတံမှာပါတယ်ရှောင်ရမယ့်ဟာပေါ့ now using harmful word harmful ကအန္တရာယ်ရှိသော words စကားလုံးအန္တရာယ်ရှိသောစကားလုံးဆိုတာကရန်ဖြစ်သွားလောက်တဲ့စကားလုံးတွေပေါ့နော်ပမာလို့ရှင်းရပြမယ်ဆိုရင်ဆဲတဲ့စကားလုံးမျိုးတွေရိုင်းဆိုင်တဲ့စကားလုံးမျိုးတွေအဲ့လိုမျိုးကို using အသုံးပြုခြင်းနဲ့ဒါဟာလည်းရှောင်ရှားမယ့်ဟာကိုကဆဲတတ်တယ်ဆိုရင်ကိုဒီ bad barber action ကိုလုပ်နေတဲ့သူဆိုတာသိရမယ်နောက် ထုံးတစ်ခုကတော့ talking about useless thing useless ဆိုတာအသုံးမဝင် အကျိုးမရှိတဲ့အရာတွေနော်အသုံးလည်းမဝင်အကျိုးလည်းမရှိတဲ့ thing အရာတွေအကြောင်းကို talking about ပြောနေခြင်းလူတယောက်နဲ့တယောက်ထိုင်ပြောတယ်ဆဲနေရလည်းမဟုတ်ဘူးသူများအတင်းပြောနေရလည်းမဟုတ်ဘူးလိန်ပြောနေရလည်းမဟုတ်ဘူးဒါပေမဲ့ပြောရတဲ့စကားတွေဒီအကျိုးမရှိတဲ့စကားတွေပဲပြောနေကြရဆိုရင်လည်းဒါဟာ bad vibration တဲ့မှာပါပါတယ်အဲ့တော့ပြောတဲ့စကားတိုင်းဒီ ဘာပဲ action နဲ့ဟိုဝင်မသွားအောင် cell lander ကဂယူဆိုင်ပြီးထိနေရမှာပဲဖြစ်ပါတယ်။ဟာဒီနေ့မှာဆိုရင်လေ cell lander တွေကို vocabulary နဲ့ပတ်သက်ပြီးတော့တိတန်နာလေးအောင်သင်ပေးခဲ့ပြီးဖြစ်ပါတယ်။ vocabulary ရဲ့ usage တွေရဲ့အသိဉာဏ်တွေရမယ်လို့ယူဆပါတယ်။နေ့တိုင်းစူးစမ်းလေ့လာကြပါ။ Going to learn the next new Bali word basically မှာ so what it mean? It mean action we do with our speech or the word we say. So every word we say we can gamma. Next one. Where do verbal actions come from? they come from our mind and we express them by speaking. So a kind mind leads to kind words. The last one. What are the four bad barbarian actions we should avoid? We should avoid lying, slandering, using harmful words, talking about useless things. These will not only harm to others, but also harm to ourselves. So we should avoid them.